တမလွန်ဘုရားရောက်သွားတဲ့ဆွေမျိုးတွေအဲ့ဒီတမလွန်ဘုရားရောက်သွားတဲ့အဖိုးတွေရှိတယ်အဖွားတွေရှိတယ်အဖိုးအဖွားတွေရဲ့အမေဖေတွေရှိမယ်ဦးကြီးဦးလေးတွေရှိမယ်ကိုတဲ့ဆွေမျိုးသားချင်းတော်တဲ့ပုဂ္ဂိုလ်တမလွန်ဘုရားရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းပဲဖြစ်မထားရဘူးတဲ့ဖြစ်ထားရဘူး အချိန်ခါအားလျော်စွာကုသိုလ်ကောင်းမှုသူတို့အတွက်ယေရှုလုပ်ပြီးတော့အမျှတမ်းပေးဝေပေးရမယ်ယေရှုတဲ့ကုသိုလ်ဒါမြတ်မပြေပါဘုရားဘာသာဝင်တွေလုံးလိလုံးထားရှိကြတယ်။ဒါမျိုးမောပြောင်းသွားတဲ့မိဘဆွေမျိုးတွေကိုယေရှုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာသူတို့အတွက်လူတော်လူကောင်းဖြစ်တယ်။သူတို့အတွက်ကောင်းသူဖြစ်တယ်။အကယ်၍မေ့ထားမယ်ဆိုလို့ရှိရင်အကယ်၍များ တမလဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ဟာရှားစရာဆင်းရဲနေစရာဆင်းရဲနဲ့ဆင်းရဲတဲ့ပိဋ္ဌာဘုံများ ရောက်နေမယ်ဆိုလို့ရှိရင်တမျောမျောတဒန္တနဲ့ကို့အတွက်အလှအမြဝင်တို့အမြဝင်တို့နဲ့စောင့်နေကြရတဲ့ဘဝမျိုးဆိုရှိတယ်။ဒါလည်းပဲဟိုအမတ်တမဲ့မနေတဲ့ကိစ္စတခု။ မတော်တဆအစည်းရင်းနဲ့တည်သွားတဲ့ပုဂ္ဂိုလ်တွေဟာအမတန်ကိုကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာနတ်ဘုံနတ်ဘဝရောက်ချင်ရောက်တော့တယ်ချက်ချင်းအဲ့ဒါလိုမဟုတ်ပဲနဲ့အထိတ်တလန့်နဲ့စိုးရင်တော့ကနဲ့တွေ့တာမှုတွေနဲ့တမလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာရုတ်တရက်ရှောင်းတခင်ဆိုရင်မဖြစ်တတ်တော့ဘူးဖြိတ်တာဘုံရောက်သွားတတ်တယ်ဖြိတ်တာဆိုတာ ဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကြွတ်ဘူးပြောတာပေါ့အိမ်ပေါ်မှာဟာလာအတန်ပြူတာတော့အနည်းပါဝန်းကျင်မှာမြင်လိုက်တာတော့ဓာမျိုးတွေဖြစ်တတ်တယ်နော်အခုခေတ်ဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတော့တယ်လီဖုန်းကလာမိတာတော့တေသွားတဲ့ပုဂ္ဂိုလ်ကလောက်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာပုံရောက်သွားတာပြိတ္တာဆိုတာအခုခေတ်လို့ဆိုရင်တော့ တစေတရေကိုပြောတာအဲ့ဒါလို့မချွတ်မလွတ်ဆိုတာဘာဖြစ်လို့တော့ဆိုမိသားစုတန်ရောစင်ပစ္စည်းတန်ရောစင်တခုတန်ရောစင်ဒေဂန်ဒီမှာအာယုံရသွားတယ်အဲ့ဒီတန်ရောစင်ကြောင့်မို့လို့ရုတ်တရက်ရှောင်းတဲ့ခင်သူကပြိုက်တာဟိုကရောက်သွားတယ်ရောက်သွားတဲ့အခါမှာတခါတည်းံတေသွားတဲ့ပုဂ္ဂိုလ်တွေကသူ့ကိုယ်သူတေတယ်လို့တော့မသိလိုက်ဘူးခင်းလင်းမြန်မြန်တေသွားလို့အစည်းရင်းနဲ့တေလို့ရှင်တေတယ်လို့တော့မသိလိုက်ဘူးရုတ်တရက် အိပ်ပျော်ရာနိုးသွားတယ်လို့ဖြစ်တာ